ဂီတသမားတွေအတွက်အရန်ဖိုးတန်တဲ့ရွှေဆော့ဝဲလေးတောင်းမာစတာပရိုဆော့ဝဲလေးကဘာလို့လုပ်ပေးနိုင်လဲဆိုတော့ MP3 file wave file လေးကိုဒီလို return call လေးတွေ notes ထုတ်ပေးတယ်တလိုင်းချင်းပြန်ခွဲထုတ်လို့ရတယ်အစိုးတသက်ဒါလာ base လား drum လား keyboard လားအဲ့လိုတလိုင်းချင်းခွဲထုတ်လို့ရတယ် tempo တွေအနှေးမြန်ချိန်လို့ရတယ် key တွေကိုကကီးမြင့်နေတယ်ဆိုရင်ဒီသချင်းကကီးမြင့်နေလို့ကိုမစွန်နိုင်ဆိုတော့ key short ပြီးဆိုလို့ရတယ်ဒီမှာ notes တွေပြတယ်ဒီမှာ tempo အနှေး short လုပ်လို့ရတယ် pitch တွေအတင်ချလုပ်လို့ရတယ်နောက် key လည်းချိန်လို့ရတယ်အခုဖွင့်လာတာ အဖြတ်မိုင်လာကီးဆိုပြနေတယ်စီနဲ့ပြောင်းကြည့်မယ်ဒီမှာ chain key လို့ပြလာတယ် yes လို့ပဲနှိမ့်လိုက်မယ်နောက် tempo နှေးကြည့်မယ် speed ကိုကျွန်တော် short လိုက်မယ်ညံကြည့်မယ်မတ်ဘယ်ဒီလုံးလုံးနေတယ်မိဘနာမနဲ့တောင်းရှုံးချက်ခံနေတယ် ကောင်းရှိဆိုတာကချင်းရဲ့ code တွေကို notes နဲ့ပြတာ stamp ဆိုတာရှိတယ်တလိုင်းချင်းခွဲထုတ်တာပေါ့နော်အစိုးတက်တက်ကြီးဆိုရင်တလိုင်းချင်းတက်တက် generate stamp ဆိုတာရှိတယ်ဒီမှာ drum လား bass လားအကုန်လုံးပါတယ်နော် vocal guitar piano okay ကျွန်တော် generate လုပ်လိုက်မယ်အခုဆိုပြီးသွားပါပြီဒီမှာ vocal drum guitar ဒါကိုတလိုင်းချင်းနောက်ကြည့်မယ်ချုပ်ချက်ကနေတဲ့ဘာကြောင့်မယုံတီလုံးရှုံးလို့နေတဲ့ဒီမှာ drum ကြီးပဲ ါဂီတာကြီးပဲဒါဘေ့စ်ကြီးပဲဒါပီယနိုမဒီဂီတာသံဆိုရင်ကျွန်တော်မဆိုလိုနားထောင်မယ်မရှိဆိုတာကတော့ notes ကိုတပုတ်လုံးစာကိုသူ notes ရေးပေးထားတယ်